ဝယ်ချတဲ့သူတွေပရိုတင်းများများစားဖို့လိုအပ်လား yes လိုအပ်ပါတယ်ဘာကြောင့်လဲဆိုရင်ပရိုတင်းများများစားခြင်းဒီကျွန်တော်ခန္ဓာကိုယ်ကတန်ဖိုးရှိတဲ့မာဆယ်တွေကို loss ဖြစ်မသွားအောင်ထိန်းပေးနိုင်တယ်ပြီးတော့ရင်အစာခံနိုင်တယ်ကယ်လိုရီ short စားတဲ့အခါမှာအများကြီးထောက်ကူပြုတယ်ဘယ်လောက်များများစားရမှာလဲလူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူးအလွယ်ဆုံးတွက်စားနည်းလေးကိုသင်ပေးပါမယ်ကျွန်တော်ခုနိုင်ဦးပါ မြန်မာ fitness trainer academy ရဲ့ founder ဖြစ်သူဝိတ်ချခြင်းအမှုပညာစာအုပ်ကိုရေးသားထုတ်ဝေထားပြီးတော့လူပေါင်းများစွာကို online ကနေပြီးတော့ body transformation လုပ်ပေးနေတဲ့နည်းပြတယောက်ပါအလွယ်ဆုံးတွေ့ရမယ်ဆိုရင်မိတ်ဆွေဒီလက်ရှိ body weight ပေါင်200ရှိနေတယ်ပေါင်150ကို short ချခြင်းနဲ့မိတ်ဆွေရဲ့ target body weight ဒီပေါင်150 target body weight တစ်ပေါင်ကို protein ဒဂရန်နှုံးနဲ့စားမယ်ဆိုရင် okay ပြီလုံလောက်ပါပြီအချို့ကပြောတယ်ဆရာအဲ့လောက်များများမစားနိုင်ဘူးဒါမို့ငွေ effort မလုပ်နိုင်ဘူးဒီထက် short လို့ရလားဆိုရပါတယ် target body weight တစ်ပေါင်ကို ရိုတင်း3.8 9ဂရမ်နှုန်းနဲ့စားလို့ရတယ်အဲ့တော့ပေါင်100ရှိတဲ့လူတယောက်ကပေါင်150ကို target body weight သတ်မှတ်ထားတယ်သူအနည်းဆုံးစားသင့်တဲ့ပရိုတင်းပမာဏသည်တစ်နေ့ကို105ဂရမ်ဖြစ်ပါလိမ့်မယ်အဲ့ဒါဆိုရင်မိတ်ဆွေတို့အတွက်အများကြီးအဆင်ပြေမယ်လို့ထင်ပါတယ်ဒီလိုတွက်နီးလေးတွေနဲ့လွယ်ကူစွာဝိတ်ချနိုင်တဲ့စားတော့ပုံစံလေးဟောလေ့ကျင့်ခန်းပုံစံလေးကိုအရင် flexible ဖြစ်အောင်စီစဉ်ပေးထားတဲ့ကျွန်တော်ရဲ့ online camp လေးရှိပါတယ် link fit လို့ခေါ်ပါတယ်နှစ်လအောင်မှ9000မှာ ဂျင်မှာဆော့ကျင်တဲ့သူအတွက်ဂျင်ဘောကောက်ရမယ်အိမ်မှာဆော့ကျင်တဲ့သူအတွက် home workout ရမယ်ပြီးရင်ကျွန်တော် dietary advice နဲ့ sample meal plan တွေပေးတယ် stress management တွေကျွန်တော်သင်ပေးတယ် mental challenge တွေလုပ်ပေးတယ်နှစ်လောက်မှ9တောင်းမှသင်တန်းအပ်လို့ရနေပါပြီဒီလ30ရက်နေ့သင်တန်းစမှာဖြစ်ပါတယ်အဲဒီမိတ်ဆွေကဒီသင်တန်း join နေလို့ဆိုရင် comment မှာ lf လို့ရေးခဲ့ပါဒါမှမဟုတ်ရင်ငွေသွင်းပြီးတော့ page ရဲ့ cv ကိုပို့ပေးပါကျေးဇူးတင်ပါတယ်လုံးကျင်ကမလုပ်တဲ့သူတွေ protein တောက်ဖို့လိုလားဆိုတဲ့မေးခွန်း လူတို့ရှင်းလေးရှင်းပြရရင်ကျွန်တော်တို့လူသားတွေရဲ့ခန္ဓာကိုယ်အလေးချိန်တောင်းနေတော့မတူအဲ့ဒီကိုယ်အလေးချိန်ကို maintain လုပ်ထားဖို့အတွက်ထိန်းထားနိုင်ဖို့ဒီခန္ဓာကိုယ်ဒီကျန်းမာရေးကိုထိန်းထားနိုင်ဖို့အတွက် maintenance calorie ဆိုတာရှိတယ်တနည်းသာလိုအပ်တဲ့ calorie ဆိုတာရှိအဲ့ဒီပမာဏမှာကဲ macro nutrient တွေဆိုတော့အဟာရအုပ်စုတွေကွဲမဲ့အချိန်မှာ protein က gram ဘလောက် carbohydrate ကဘလောက် fat ကဘလောက်လိုအပ်တဲ့အချိန်မှာတနည်းသာလိုအပ်တဲ့ protein ပမာဏကိုမိတ်ဆွေကအသားငါလုံလောက်ဥပယ်မျိုးမျိုးလုံလောက်အောင်စားနိုင်တယ်ဆိုရင် အဲဘာပရိုတင်းမှတောက်စရာမလိုအကယ်ကျွန်တော်တို့ကတနေ့တာလိုရတဲ့ကယ်လိုရီပြည့်တယ်ပေါ့ကယ်လိုရီတော့ပြည့်တယ်မက်ခရိုနျူထရီယန့်ရေရှိုးမှာပရိုတင်းပမာဏနည်းနေတယ်ဆိုရင်မဖြစ်မနေဆပ်လီမန့်အနေနဲ့ပရိုတင်းမျှဝေဖို့လိုရတယ်ဒါဆိုလေ့ကျင့်ခန်းလုပ်ခြင်းမလုပ်ခြင်းနဲ့မဆိုင်ဘူးကျွန်တော်တို့ရဲ့ maintenance level ကိုထိန်းထားနိုင်ဖို့အတွက်အဟာရပြည့်အောင်စားနိုင်လားမစားနိုင်ပရိုတင်းတောက်ဖို့လိုရပါတယ်ပြည့်စုံတစ်ခုရရက်စုံမှပြောကျွန်တော်ခုနကဟာကျေးဇူးတင်ပါတယ် brownie တွေ cake တွေ ပါဂါတွေပီဇာတွေအိုက်စခရီးမ်တွေနဲ့အာလူးကျော်တွေရဖိုင်းရှူဂါတွေကျွန်တော်တို့ဘာကြောင့်ထက်ကထက်ကစားမိလဲဆိုတဲ့အကြောင်းရင်းလိုတိုရှင်းလေးရှင်းပြပေးပါမယ်ဒီကာဘိုဟိုက်ဒရိတ်တွေကကျွန်တော်တို့စားလိုက်ပြီဆိုရင်ဂလူးကို့စ်ဖြစ်သွေးထဲမှာကြေပြတ်တာပေါ့အဲ့ဂလူးကို့စ်တွေကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ tryptophan လို့ခေါ်တဲ့ amino acid တမျိုးကိုအုံနောက်ထဲကြောင်းပူဆောင်ပေးနိုင်တယ်အဲ့ဒီ tryptophan ကအုံနောက်ထဲမှာရှိတဲ့ serotonin လို့ခေါ်တဲ့ happy hormone ကိုအထွက်စေတယ်အဲ့တော့ကျွန်တော်တို့ကာဘိုဟိုက်ဒရိတ် စားလေနေလို့ထိုင်လို့ကောင်းလေ တတော်တော်တာရှိတယ် especially တို့ refine sugar တွေ carbohydrate တွေကပိုပြီးကျွန်တော် additive ဖြစ်တယ်ဆွဲလန်းတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နေလို့ကောင်းတယ်ဆိုတော့ feeling ကိုရတဲ့အတွက်အဲ့တော့ကျွန်တော်တို့ခန္ဓာကိုယ်ကြီးကဒီ carbohydrate တွေကိုမိခိုးလာပြီဆိုရင် carbohydrate စားနေပြီဆိုရင်လည်းဒီဘက်က origin နဲ့ဖြစ်တဲ့ serotonin ထွက်ဖို့ကဒီပေါ်မှာ depend ဖြစ်သွားပြီ။အဲ့တော့ကျွန်တော်တို့အဲ့ဒီဟာကိုသတိထားဖို့လိုအပ်တယ်။အမြဲတမ်းကျွန်တော်တို့စိတ်ညစ်နေတဲ့အချိန်မှာကျွန်တော်တို့ဘာတွေစားနေလဲ။တယောက်တည်းရှိတဲ့အချိန်မှာဘာတွေစားနေလဲ။ stress တွေပြီးတဲ့အချိန်မှာဘာတွေစားနေလဲအဲ့ဒီအချိန်ညာကျွန်တော်တို့သတိထားလိုက်မယ်ဆိုကျွန်တော်တို့စားနေအရာအများစု refined sugar တွေဖြစ်နေတယ်ကျွန်တော်တို့ကလေးလေးတွေကအချို့တွေအရန်တောင်းနေတယ်ဆိုရင်ရောဘာကြောင့်ဖြစ်နိုင်လဲသူပြင်းနေလို့လားဒါမို့တော့တခုခုအာယုံဆိုင်ဆရာမရှိ boring ဖြစ်နေတဲ့အချိန်မှာဒါလေးစားလိုက်ပျော်လာဆိုတဲ့ feeling ဖြစ်လို့လားဆိုတာစမ်းစစ်ဆရာလေးတခုရမယ်လို့ထင်ပါတယ်များများစားတဲ့အကျင့်ဖြစ်သွားရင်ရေရှည်မှာအဲ့ဒီပေါ် depend လုပ်နေမကောင်းဘူးတခါတလေမှာတရက်တာလောက်အဲ့ဒီ refined sugar လုံးဝမစားဘဲနေကြည့်တာမျိုး first in လောက်တာမျိုးကကျွန်တော်တို့တော့ပိုကောင်းတယ်လို့ဆိုကြပါတယ်တွေးစရာနှစ်ခုရရင် yes လို့မှပြပါကျေးဇူးတင်ပါတယ်ကျွန်တော်ကိုနိုင်ဦးပါ